ားလုံးပဲမင်္ဂလာပါ The United ရဲ့ Facebook page နဲ့ YouTube channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့ United အသင်းရဲ့ပြစ်မှတ်ကစားသမားဖြစ်တဲ့ Brian Amboamon နဲ့ပြီးရင် Peter Joe Crad တို့ရဲ့အကြောင်းနဲ့ပတ်သက်ပြီးနောက်ဆုံးရထားတဲ့ update သတင်းလေးတွေရှိပါတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့ညီကိုရီစီကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဆိုရင် Brian Ambamo ရဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ Brian Ambamo ကိုကျွန်တော်တို့ United အသင်းအနေနဲ့ပေါ့နော်ဆိုတော့ပေါင်63တန်းဝန်းကျင်ရှိတဲ့ package နဲ့အတူဒုတိယအကြိမ် Brentford ထံကိုကမ်းလှမ်းခဲ့တာကိုကျွန်တော်ညီကိုလေးသိရှိပြီးသားဖြစ်မှာပါ ။ဆိုတော့ဒီကမ်းလှမ်းမှုနဲ့အတူနောက်ထပ် update တင်ရေးရရှိတာပါတယ်။ဆိုတော့ဒီထက်မှဆိုလို့ရှိရင်ဒီ Sky Sport ရဲ့ report အရဆိုလို့ရှိရင် Bradford အနေနဲ့ကျွန်တော် United အသင်းရဲ့ဒီဒုတိယချိန်ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်ဆိုပြီးမှသူက report ပြုလုပ်ထားပါတယ်။ဆိုတော့ဒီ report ရဲ့အဆိုအရဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဒီ Bradford ဘက်ကနေပြီးတော့မှ United ရဲ့ကမ်းလှမ်းကမ်းလှမ်းမှုကိုတိတ်ပြီးသဘောမကျတဲ့အတွက်ကြောင့်မလို့ပယ်ချခဲ့တယ်ဆိုပြီးတော့ဒီ report မှာဖော်ပြထားပါတယ်။ ဆိုတော့နောက်ထပ် report တစ်ခုအနေနဲ့ဆိုလို့ရှင်လဲဒီ David Austin ကပြုတ်လောက်ထားတာရှိပါတယ်ဆိုတော့ဒီထက်မှာတော့နည်းနည်းလေးကွဲပြားနေတဲ့ဖော်ပြမှုမျိုးဖြစ်ပါတယ်ဆိုတော့ David Austin အနေနဲ့ကတော့ United ကအခုသူတို့ report ထံကိုဒုတိယကြိမ်ကမ်းလှမ်းမှုမှာဆိုလို့ရှင်ပေါင်း55တန်း plus 9.5တန်း add on ဆိုပြီးတော့မှသူက Brandfort ထံကိုကမ်းလှမ်းခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကမ်းလှမ်းမှုကို Brandfort အနေနဲ့သိပြီးသဘောမကျဘူးပေါ့နော်ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဒီပေါင်55တန်းအားဆိုလို့ရှိရင်အဓိကဒီ Brandfort ထံကိုပေးရမယ့် cash down ပေးရမယ့်ဒီ amount ပေါ့နော်ဒီကစားသမားရဲ့တောင်းချေချေပမာဏအမောင်ဒါပေမဲ့7.5ဆိုတာကြော်တော့ဗျာဒီကစားသမားရဲ့ performance ဆွမ်းဆောင်ရည်နဲ့သူ့ရဲ့ဒီလက်ရှိ United ထံကိုရောက်လာပြီဆိုလို့ရှိရင်ပေါ့နော်ဆွမ်းအဲပြမဲ့ performance တွေပေါ့မူတည်ပြီးတော့မှဒီ Brentford ထံကိုပေးရမယ့် အဲ့တော့ပိုဆူညိကိုဖြစ်ပါတယ်ဆိုတော့ဒီထဲမှာဟို United ဒီ Bradford အနေနဲ့ဆိုလို့ရှိရင်ဒီ package ပုံစံမျိုးကိုကန့်လန့်မှုပုံစံမျိုးကိုမကြိုက်တာပေါ့ဆိုတော့သူတို့အနေနဲ့ဆိုလို့ရှိရင် Bradford ဘက်ကဆိုပေါ့နော် Bradford Bayern အံပွားမှုအတွက်ဆိုလို့ရှိရင်ပေါင်၁60ကျော်ဟာဆိုလို့ရှိရင်ကစားသမားရဲ့ပြောင်းရွှေ့ခြင်းပမာဏတရားဝင်ပေးရှိရမယ့်ပမာဏအမောက်ဆိုပြီးတော့မှာသူတို့ကတတ်မှတ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့လိုချင်နေတာဖြစ်တယ်ဆိုတော့အာဒါဟာဆိုလို့ရှိရင်ဒီ Bradford အသင်းနဲ့ United အသင်းကြားအခုလက်ရှိထိတ်တဲ့တွေ့ဆုံနေရတဲ့ပြဿနာလေးပေါ့နော်ဆိုတော့ United အနေနဲ့ဆိုလို့ရှိရင်လည်းကစားသမားကိုပေါင်တန်း60ကျော်အာတီပေးရှိဖို့ဆိုတာမတန်ဘူးဆိုတဲ့ပုံစံမျိုးကိုတတ်မှတ်ထားတာဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ပေါင်55တန်ပလက်အဲ9.5တန်အပူစုချင်းွယ်ဆိုပြီးတော့မှသူကကန်လန်းခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကန်လန်းမှုနဲ့ပတ်သက်ပြီးတော့မှဒီအဲဒေးဗစ်အော့စတင်ရဲ့အဆိုအရတော့ဘရက်ဖို့အနေနဲ့အဲသဘောတော့သိမကြဘူးဒါပေမဲ့သူတို့မျှော်လင့်ထားတဲ့လောက်ပမာဏတော့ဖြစ်မနေဘူးဒါပေမဲ့လည်း ကလပ်အသင်းနှစ်သင်းကြားမှာဆွေးနွေးမှုတွေကတော့ဆက်လက်ပြီးတော့မှပြုတ်လုံနေတယ်ဆိုပြီးတော့မှဖော်ပြထားတယ်ပေါ့ဆိုတော့ David Austin ရဲ့အဆိုအရတော့ Bradford ကနေပယ်ချခဲ့တာမျိုးဟိုဖော်ပြထားတာမရှိဘူးပေါ့နော်ဒါပေမဲ့ Sky Sport ရဲ့ report အရကတော့ဒီ Bradford ကနေပြီးတော့ဒုတိယအကြိမ်ကမ်းလှမ်းမှုပယ်ချခဲ့တယ်ဆိုပြီးတော့မှ report ပြုတ်ထားပါတယ်ဆိုတော့ဒါဟာအဓိကပြဿနာပါပဲကျွန်တော် United မှာဆိုလို့ရှိရင်ပေါ့နော်ကစားသမားတစ်ယောက်ကိုခေါ်ဖို့အတွက်ကိုဒီဒီပြောင်းရွှေ့ကာလာတဲ့ဝင်ပြီဆိုတာနဲ့ အဲဒီမီဒီယာတွေရဲ့လှော်တာပေါ့နော်လှော်မှုတွေကလှော်မှုတွေကြောင့်ဒီမလူလားအပ်တဲ့ပြဿနာတွေအများကြီးဖြစ်တာကိုကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ United အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်တချို့ကစားသမားတွေကိုခေါ်မယ်ပေါ့ကစားသမားတစ်ယောက်ကကာလာတန်ဂျေးဆိုလို့ရှိရင်ပေါင်တန်း30ပဲထားပါတော့ဆိုတော့မီဒီယာတွေရဲ့လှော်ပေးမှုကြောင့်ဆိုလို့ရှိရင်တို့ကပေါင်အဲဈေးနှုန်းကပေါင်တန်း50လို့ပါတော့အဲ့လိုမျိုးတွေပေါ့နော်ကစားမတန်းခုန်တက်သွားတာတွေရှိရပေါ့ဒါဟာ United အများနဲ့ကြုံတွေ့နေရတဲ့ပြဿနာပေါ့ဒူးလဲအဲ့လိုပဲ Brentford နဲ့ပတ်သက်ပြီးတော့မှဒီကစားသမားနဲ့ပတ်သက်ပြီး United ကလိုချင်နေတာဟိုအမှန်ကန် တိရတဲ့အတွက်ကြောင့်မလို့မီဒီယာတွေကလှော်တယ်ပြီးလို့ရှိရင်လည်း Bravo ဘက်ကလည်းအဆမတန်ဈေးတွေလိုချင်နေတယ်ပေါ့ဆိုတော့ဒီပြောင်းရွှေ့မှာဆိုလို့ရှိရင် Bravo ဘက်ကလိုချင်နေတဲ့ပမာဏဟာဆိုလို့ရှိရင်အခုပြီးခဲ့တဲ့အပြောင်းရွှေ့တစ်ခုဖြစ်တဲ့မာတီယက်ကွန်ညာရဲ့ပြောင်းရွှေ့ကြီးနဲ့အတူတန်းတူ Bravo ဘက်ကလိုချင်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီထဲမှာမာတီယက်ကွန်ညာနဲ့ Brian Amamun နဲ့မတူတဲ့အချက်တစ်ချက်ရှိပါတယ်ဆိုတော့ဒါကဘာလဲဆိုလို့ရှိရင်မာတီယက်ကွန်ညာဟာဆိုလို့ရှိရင်စာချုပ်အသစ်ရှုပ်ဆိုထားတဲ့ဒီ မူပါဟနဲ့အတင်းလိုက်သူစာချုပ်သိချုပ်ဆိုထားတယ်ပြီးလို့ရှိရင်သူ့မှာအဲ့စာချုပ်ချုပ်ဆိုထားတဲ့အထက်မှာစာချုပ်ပါရော်ကြီးဆိုပြီးတော့မှပေါင်း၆၀တဲ့တမ၅တန်းကိုကျွန်တော်တို့ကပြစ်ချေခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါဟာတော်တော်လေးကွဲပြားတဲ့အချက်တစ်ခုချက်ဖြစ်ပါတယ်ပြီးလို့ရှိရင်အာဒီမတ်တေကွန်ညာဟာဆိုလို့ရှိရင်ဥပဟနဲ့စာဒီဘောနော်စာချုပ်စာချုပ်အရာဆိုလို့ရှိရင်နှစ်တည်းအများကြီးကြံသေးတယ်ဘောနော်ဆိုတော့စာချုပ်အစ်တစ်ခုချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ယူနိုက်တက်အနေနဲ့အဒီပြောင်းချေချက်ပမာဏကိုပြစ်ချေခဲ့တာဖြစ်တယ်ပေါ့ဒါပေမဲ့ဒီ Brian Ambwa Moa ကျွန်တော် မတူညီပါဘူး Brian Amomo ဆိုလို့ရှိရင်ဒီ Brentford အတင်းနဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်နှစ်ပဲစာချုပ်ကကျန်တော့တာဖြစ်တယ်ပေါ့ဆိုတော့တစ်နှစ်ပဲစာချုပ်ကျန်တော့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် United အနေနဲ့ဒီကစားသမားအတွက်ကိုပေါင်တန်း60ကျော်ပေးဖို့အတွက်ကလုံးဝမတန်ဘူးလို့လည်းကျွန်တော်မြင်ပါတယ်ဆိုတော့သူတို့ရဲ့အခုလက်ရှိမျော်မှန်းတဲ့ပုံစံကပေါင်365တန်းဝင်ချင်လောက်အထိကိုလိုချင်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သက်တွေအမြင်ရဆိုလို့ရှိရင်လည်း Brian Amomo ရဲ့ရှည်စွမ်းဟာမကောင်းဘူးလို့ကျွန်တော်တို့ပြောချင်တာမဟုတ်ပေမဲ့ပေါင်တန်း65တန်းဝင်ချင်လောက်အထိပေးရလောက်တဲ့ကစားသမားမျိုးမဟုတ်ပါဘူး ဆိုတော့ကျွန်တော်တို့ United အနေနဲ့လှုပ်တင်တာတစ်ခုရှိပါတယ်ဆိုတော့ Brentford ဘက်ကနေဒီတက်မကအများကြီးပေါင်တန်း60ကျော်80နီးပါးလောက်လိုချင်တာဖြစ်တယ်ဖြစ်နေရင်တော့ United အနေနဲ့ဒီအပြောင်းအရွှေ့နေပြောမှာပေါ့နော်ဒီ လီနောက်ဆုံးတင့်ပြီလို့လည်းကျွန်တော်မြင်ပါတယ်ဆိုတော့နောက်ဆုံးလိုက်တာပိုကောင်းတယ်ပေါ့ပြီးလို့ရှိရင်ကစားသမားတစ်ခုကစားသမားကအတီလင်းပြောထားတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကစားသမားအနေနဲ့ဆိုရင် Brentford ကနေပြီးတော့မှထွက်ခွာရမယ်ဆိုရင် United အသင်းတသင်းနဲ့အတွက်သားလင်းသူကစားကျင်တယ်ဆိုပြီးတော့မှ Brentford ကိုရောပြီးရင်ဒီ Spurs ကိုရောတရားဝင်ပြောထားပြီးသားဖြစ်ပါတယ်ဆိုတော့ကစားသမားဟာဒီလောက် United အတွက်ကိုတေချာနေတဲ့ကစားသမားတယောက်ကိုပြီးရင်စာချုပ်ကလည်းတစ်နှစ်ပဲကျွန်တော်နဲ့ကစားသမားတယောက်ကိုပေါ့နော် ဆိုတော့ပေါင်တန်း65တန်းလောက်ပေးပြီးတော့မှမတန်တဲ့ကောင်းရှိချေပေါ့နော် ပေါင်တန်း65တန်းလောက်ပေးပြီးတော့မှခေါ်မယ်ဆိုရင်တော့ဒါတော်တော်လေးမိုက်မဲတဲ့အဲလောက်ရက်တစ်ခုလိုပဲကျွန်တော်မြင်ပါတယ်ဆိုတော့ United အနေနဲ့ဒီကစားဒီ Brentford ဘက်ကနေလိုချင်နေတဲ့အဲ့လောက်များတဲ့ပမာဏကိုကျွန်တော်တို့ကတော့မပေးရှင်းသင့်ဘူးလို့ထင်ပါတယ်ဆိုတော့အဲ့လောက်မှသူတို့လိုချင်နေဆိုလဲကျွန်တော်တို့ဒီပြောင်းရွှေ့ကိုလက်ဆုပ်အဲဘယ်လိုမှမလဲနောက်ဆုပ်လိုက်သင့်ပြီလို့ကျွန်တော်မြင်ပါတယ်ပြီးလို့ရှိရင်အခြားသောပြည်မဲ့တွေတစ်ခုခုရှာရှာဖွေတာကျွန်တော်တို့အတွက်အသင့်တော်ဆုံးဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ ကျွန်တော်တို့မှာဖြည့်တင်းစရာရှိတဲ့နေရာတွေကလည်းအများကြီးကြန့်ရှင့်နေသေးတာဖြစ်တယ်ပေါ့တို့တို့ကြောင့်မလို့ဒီမတန်မရာပေးပြီးတော့မှတော့ခေါ်တာတော့ကျွန်တော်တို့အတွက်ကတိတ်ပြီးတော့ကောင်းမဲ့အလားလာမျိုးမဟုတ်ပါဘူးဆိုတော့ဒါဟာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ United အသင်းရဲ့အခုလက်ရှိပေါ့နော် Brian Ambomo နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့ update သတင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့စောင့်ကြည့်ရပါမယ်ဒါတွေကတော့အခု media မျိုးမျိုးကနေပြီးမှဖော်ပြထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ညီကိုလေးစီကိုပြန်လဲမျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ ကျွန်တော်ကတော့ဟို Sky Sport တက်စားလို့ရှိရင် David Austin ရဲ့ report ကိုပို့ပြီးတော့ယုံကြည်မှုရှိပါတယ်။ဘာလို့လဲဆိုရင် David Austin ကဆိုလို့ရှိရင်အာတော်တော်လေးကိုယုံကြည်လို့ရတယ်ဗောနော်ဒီပေါ်လုံးအပြောင်းရွှေ့နဲ့ပတ်သက်ရင်တော်တော်လေးကိုယုံကြည်လို့ရတဲ့အဲ journalist အိုးဖြစ်ပါတယ်။တိုးတိုးကြောင့်မို့လို့ကျွန်တော်တို့ကတော့အာဒီ David Austin ရဲ့ report ကိုပို့ပြီးတော့မှဒီစိတ်ဝင်စားပါတယ်။ပို့ပြီးတော့မှယုံကြည်ပါတယ်။ဆိုတော့ဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင် David Austin ရဲ့ report ရဆိုလို့ရှိရင် Brandbo ဟာ ဒီပယ်ချခဲ့တာမဟုတ်ဘူးဒါပေမဲ့လည်းအခုလက်ရှိသူတို့မျောလင့်ထားတဲ့မျောလင့်ထားတဲ့ပမာဏလောက်ကိုတော့ United ကကဒုတိယအကြိမ်ကမ်းလှမ်းမှုဟာမရောက်မရနိုင်ဘူးပေါ့နော်မရောက်ရှိနေဘူးဆိုပြီးတော့မှသူကတော့ပုံပြလောက်ထားတယ်ပေါ့နော်ဒါပေမဲ့ကလပ်အသင်းနဲ့တင်းအင်းရတော့ဆက်လက်ပြီးတော့ဆွေးနွေးနေတယ်ဆိုပြီးဖော်ပြထားပါတယ် Okay ပါဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ပါမယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ညီကိုရဲ့အမြင်တွေကိုလည်းကိုစီ comment section မှာရောက်ပြီးရေးခဲ့လို့ရပါတယ် โอเคဆိုတော့နောက်ထပ်တစ်ယောက်ကိုကျွန်တော်တို့တွားလိုက်အောင်ပါဆိုတော့နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့ United အသင်းနဲ့အတူနာမည်ထွက်တယ်ဟိုဟို Arsenal အသင်းနဲ့အတူလည်းနာမည်ထွက်တဲ့ Peter Jokhre ရဲ့အကြောင်းဖြစ်ပါတယ်ဆိုတော့ Peter Jokhre ရဲ့အကြောင်းပြောတာလည်းကျွန်တော်အနေနဲ့ကတော့တော်တော်ကြီးကိုမောလာပြီပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားဟာကျွန်တော်တို့ဒီကလပ်အသင်းနှစ်သင်းကြားမှာလာပြီးတော့မှပလေးနေရလို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်အခုဒီ Arsenal ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဆိုရင် အာဘက်ဂျမင်ဆန်ကိုကိုလိုက်တယ်ဘက်ဂျမင်ဆန်ကိုကဈေးအရန်ကြီးလို့ဆိုပြီးမှဗီဒယိုခရက်ဘက်ကိုလိုက်တယ်ဆိုတော့ဗီဒယိုခရက်ကအစတော့ကတော့အာဘယ်လိုပြောမလဲ United ကိုပဲပြောင်းတော့မလို့လို့ပြီးတော့ရှင်အဲ Arsenal က United အဲဗီဒယိုခရက်သူ့စီကိုပြန်လိုက်လာပြီဆိုလို့ရှင် Arsenal ကိုပဲသူပထမဦးစားပေးပြောင်းနေတာပါဆိုပြီးဖြစ်သွားပြန်ရောပေါ့နော်အခုဆိုလို့ရှင်လည်းအဲ့လိုပဲအဲဒီ sporting ရဲ့တောင်းနေတဲ့ပမာဏပေါ့နော်ပြောင်းရွှေ့ချေပမာဏကို Arsenal ကမပေးချင်တာဖြစ်လို့ကြောင့်မလို့ဒီ Peter Jokre ရဲ့ပြောင်းရွှေ့နေပြီးမှဆုတ်ခွာသွားတဲ့အချိန်များထပ်ပြီးတော့မှ အခုဗီတာဂျိုခရဟာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ပေါ့နော် ဒီ Man United အသင်းကိုလုံးဝညှင်းပယ်ထားတာညှင်းပယ်ထားတဲ့စကားမျိုးဘယ်တော့မှမပြောခဲ့ဘူးပေါ့နော်ပြီးလို့ရှိရင်လည်း Ruben Amorim နဲ့အတူပြန်လဲပြီးတော့ပူပေါင်းဖို့တကူလဲကျွန်တော်အနေနဲ့စစ်အားထက်သန်ပါတယ်ဆိုပြီးတော့ပြန်ပြီးပြောလာပြန်ရောပေါ့နော်ဆိုတော့ဒီကစားသမားဟာတော်တော်လေးကိုမလွယ်တဲ့ကစားသမားတကူဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူ့အနေနဲ့ငားမရရင်ရွှေရှိုးပြန်မယ်ဆိုတဲ့ပုံစံမျိုးကိုလုပ်နေတာပါဆိုတော့တကယ်ကိုအာဒီအသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဥမာဗျာအာဆင်နယ်အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုလဲအာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့ဖို့အတွက်ကိုတသမတ်ထဲပြုလုပ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီဂျားထဲမှာမှာဒီဒီကစားသမားအနေနဲ့ဆိုလို့ရှိရင်ဘောနော်ဘာဖြစ်လာမလဲဆိုလို့ရှိရင်မြောက်တစ်ကိုင်းလွတ်တဲ့ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။ဆိုတော့ကျွန်တော်တို့ United အနေနဲ့ဆိုလို့ရှိရင်လည်းအခုနောက်ဆုံးရထားတဲ့အဆိုရဆိုလို့ရှိရင်ပီတာဂျိုးခရက်ကိုပြန်လဲပြီးတော့စိတ်ဝင်စားနေတယ်ဆိုပြီး report တွေမှာဆိုနေပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဗျာဒီအသက်29နှစ်ရွယ်ရှိတဲ့ဒီကစားသမားကိုပေါင်တန်း60ကျော်နဲ့အခုလိုမျိုးဒီပြဿနာတွေများနေတဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မခေါ်သေးချင်တော့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုရင် ဟိုကျွန်တော်ကစားသမားကိုအရင်သွေးကိုကျွန်တော်ကဟိုစိတ်စိတ်ချရယ်ဗျာ United ကိုရောက်လာမယ်ဆိုရင်ကျွန်တော် United ရဲ့လိုအပ်နေတဲ့ကစားသမားပုံစံကတော့အမှန်ကန်ပဲလိုကစားသမားလူ United ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကအာအသင့်ထည့်ပြီးတော့မှရော့ဆိုပြီးကောက်ပြီးတော့ တုံးလိုက်လို့ရတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့ဒါရှင်းချက်မရှိလက်ခံပါတယ်ဒါပေမဲ့လည်းဒီကစားသမားရဲ့အခုလက်ရှိလုပ်နေတဲ့ trip တွေအားပေါ့နော် trip တွေအားတော်တော်ကြီးကိုများလာတယ်ပေါ့နော်ဆိုတော့အာဒီ Arsenal အသင်းကိုပဲသူ့အနေနဲ့ပြောင်းမလို့လို့ United ကိုပဲပြောင်းမလို့လို့ United ကိုပဲညင်းမလို့လို့ Arsenal ကိုပဲဆက်ပြီးတော့မသွားတော့အားလို့လို့ဘာလို့လို့ပေါ့ဗျာဒီလိုမျိုးတွေဖြစ်နေတဲ့အဲအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ United ပြည်သက်တွေနဲ့လည်းတော်တော်လေးကိုမကြိုက်တော့တာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားကိုကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်းအခုလိုဖြစ်နေတဲ့ပြဿနာပေါင်းစုံကြားထဲမှာ United ထံကိုထပ်ပြီးရောက်လာမယ်ဆိုရင်တော့ မြိုင်တိုင်းမှာရှိတဲ့ပြဿနာတွေနဲ့ထပ်ပြီးပူးပေါင်းသွားမယ်ဆိုရင်တော့လုံးဝအလားအလာမကောင်းတဲ့ကိစ္စမျိုးဖြစ်ပါတယ်ဆိုတော့ဒါဟာဆိုလို့ရှိရင်အခုလက်ရှိဒီကစားသမားရဲ့ဒီနောက်ဆုံးရထားတဲ့ဒါဟာဆိုလို့ရှိရင်အခုလက်ရှိပေါ့နော်ပီတာယူခရိန်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့ update တင်ပေးဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးစောင့်ကြည့်ရပါမယ်အခုအခုဒီကစားသမားနဲ့ပတ်သက်ပြီးတော့ အပြောင်းအလဲရရှင်းလက်ငင်းဖြစ်လာဖို့တော့မလွယ်ကူသေးပါဘူး Brian Ambamo ကျွန်တော်တို့အပြောင်းအလဲနဲ့ပတ်သက်ပြီးတော့မှအအပီးတက်နိုင်မယ်ဒါမှမဟုတ်လည်း Brian Ambamo ရဲ့အပြောင်းအလဲကိုဆုတ်ခွာသွားမှာဆိုတဲ့အကြောင်းအရာပုံမှန်မူတည်ပြီးတော့မှ Peter Jokren နဲ့အပြောင်းအလဲဟာဖြစ်လာနိုင်ပွဲရှိပါတယ်ဆိုတော့ဆက်လက်ပြီးစောင့်ကြည့်ပါမယ်ခင်ဗျာโอเคပါဆိုတော့ဒါတွေကတော့ကျွန်တော်တို့ United အသင်းအနောက်ဆွေးနွေးထားတဲ့ update သတင်းတွေကိုကျွန်တော်ရဲ့ညီကိုရီစီကိုပြန်လည်မျှဝေခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဒီမှာနားကျင်ပါတယ်ခင်ဗျာ။ ျွန်တော် YouTube channel နဲ့ Facebook page ကိုလည်း like နဲ့ subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လည်းပြည့်တော်ပြပုတ်တက်ကိုမြေတားရက်ခံပါတယ်ခင်ဗျာဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကိုထိုက်ပါ